ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Crystal Palace နဲ့ Manchester United ရဲ့ပွဲစဉ်အပြီးမှာကျွန်တော်ကစားမားတွေရဲ့ player rating ပေါ့လေ Play Palace ရဲ့ queen မှာကျွန်တော်က1-0 1-2ဆိုတဲ့ရလနဲ့ကျွန်တော်က away queen ကိုသွားနိုင်နေပေါ့နော်ဆိုတော့ဒီရနဲ့ပတ်သက်လို့ချင်းလဲမနေ့ကကျွန်တော်ဒီပွဲပြီးသုံးသချက် live မှာကျွန်တော်က link ကြီးပါတယ်ပြီးခဲ့တယ်ဆိုတော့ကိုပရိသတ်ရဲ့ကကလည်းကျွန်တော်တို့ rating တွေဘာတွေဝင်ပေးထားတာတွေကျွန်တော်ရှိတယ်ပေါ့လေဆိုတော့အကုန်လုံးရဲ့ rating တွေဘယ်လိုဖြစ်မလဲ ကျွန်တော်နည်းနည်းလေးကြည့်ကြည့်အောင်ဆိုတော့ lemons နဲ့ပတ်သက်လို့ rating ဘလောက်ပေးကြမလဲကျွန်တော်ကတော့ဒီပွဲမှာ lemons အတွက်အများကြီးထူးခြားခဲ့တဲ့ပွဲလို့ကျွန်တော်မထင်ဘူးအဲတချို့ကတော့ adam war တမလို့ရဲ့ can jet တို့ camara တို့ရဲ့ can jet တို့ကသူ့စီကို straight တက်တက်ကြီးဖြစ်နေတယ်ပြောသေးတာတက်တက်ကြီးလာနေဆိုတဲ့ခါကျတော့သူ့အတွက်အရင် challenging ဖြစ်ခဲ့တဲ့အနေထိုင်မျိုးမရှိခဲ့ဘူးအဲ့တော့သူ့အတွက်ပုံမှန်ပဲလို့ကျွန်တော်ထင်တယ် ပီလီယာရဲ့ပင်နေဒီကလည်းသူဘာမှမလုံနိုင်ခဲ့ဘူးပြပီနေဒီဆိုတဲ့ခါကျတော့ကျွန်တော်ဒါနော်ကန်တဲ့အလုံးနှိုင်းကိုကာကွယ်နိုင်ဖို့တော့ကျွန်တော်မျှော်လင့်လို့ကျွန်တော်မရဘူးပေါ့နော်ဆိုတော့ပီနေဒီကဖမ်းဖို့တဲ့ twin ဘူကပူလွယ်တဲ့အချိန်ဒီမျိုးမှာလမန်စ်တွေကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာ ready နဲ့ပဲကျွန်တော်5ပဲကျွန်တော်ပေးတယ် ။အဲ့ဒါမျိုးဒီနေ့ပွဲဒီမှာကျွန်တော် rain နဲ့ကျွန်တော်5ထဲကျွန်တော်ပုံမယ်လို့ကျွန်တော်မထင်ဘူး။အားလုံးကတော့ဒါ6ပေးထားတယ်ဗောနော6.1ကြီးပါတယ်ပေးထားတယ်။ကျွန်တော်ကတော့ lemons ကို rain နဲ့ကျွန်တော်5ထိပဲကျွန်တော်ပေးထားပါတယ်။အရင်ထူးရခဲ့တာမျိုးကျွန်တော်မရှိဘူးဗောနော။အဲနောက်တစ်ယောက်က lenny yuru ပါ။ yuru ကိုကျွန်တော်ဒီနေ့ပွဲဒီမှာ rain နဲ့ကျွန်တော်6ထိပဲကျွန်တော်ပေးလိုက်မယ်။ okay အားလုံးက4.5ဆိုတော့เนาะ။ယူရိုနဲ့ပတ်သက်လို့ရှိရင်တော့တော်တော်လေးတော့စိတ်မကောင်းစရာပါ။မနေ့ပြောရင်ယူရိုဆိုတာယူရိုတို့ကိုဗီမင်းတို့ဆိုတာမျိုးက U21 နေမှာဆိုလို့ရှိရင်အရန်ကောင်းတဲ့ကစားမားတွေနေမှာကျွန်တော်ပါတယ် ဒါကြောင့်လည်းလေနီဂျိုရူရူပါတို့ကိုကျွန်တော်ကဒီတကယ်ပေါ့နော်ဟိုဈေးကြီးတွေပါတယ်ကျွန်တော်ပေးပြီးတော့အမှန်ကန်အပြိုင်ဝယ်ပြီးတော့ကျွန်တော်ခေါ်ခဲ့တာပြည်ထနာကကစားမားတွေအာတန်ရတန်ရကိုကျွန်တော်အတုံးမချနိုင်ဘူးအသင်းကလည်းအကုန်တိုင်ပတ်နေတယ်ဆိုတော့ကောင်းလေးတွေပူပူဆူးလာတာပဲကျွန်တော်မြင်နေရတယ်ကိုဗီမင်းနုဆိုလို့ရှိရင်ဒီပွဲမှာ၄မိနစ်လောက်ပဲကျွန်တော်ကစားခဲ့ရတယ်တော်တော်တော့စိတ်ပျက်စရာပါတော်တော်တော့စိတ်ပျက်စရာပါဆိုတော့ယူရူကဒီပွဲမှာမဖြစ်သင့်တဲ့ပင်တယ်လေးတွေသူပေးလိုက်ရတယ်ပေါ့နော် ူဓာပြီးလို့ရှိရင်ဆိုရှယ်မီဒီယာကြီးမှာလည်းသူပုံတွေကိုအမဲရောင်ကြီးပိုင်းတင်လိုက်တိုင်မူတွေချိန်လိုက်တိုင်မူတွေကျွန်တော်ရှိတယ်ဆိုတော့ဒီကောင်လေးဘာတွေဖြတ်တန်းနေရတယ်တော့ကျွန်တော်မသိဘူးပေါ့နော်တင်ကြတာတကူကတော့သူဒီပွဲမှာတော်တော်မကောင်းတဲ့ performance ကိုပြခဲ့တယ်အဲသူဓာတွေကိုကြော်လွားနိုင်မှုပဲကျွန်တော်မျှော်လင့်တယ်ပေါ့နော်ဒါ rating ပဲကျွန်တော်အဲ4ကျွန်တော်ပေါ့နော်4 D ပဲကျွန်တော်ပေးထားပါတယ်အဲဒီလစ်ပေါ့ဒီလစ်ကိုကျွန်တော်ဒီနေ့ပွဲစဉ်မှာ5 T ပဲကျွန်တော်ပေးထားတယ်ဒီလစ်ကလည်းပဲမိုင်းတွေးကြည့်ရရင် ဒီပွဲမှာသူအမြင်ပေါ်တွေဘာတွေမှာဆိုလို့ရှိရင်ပေါ့နော်အရန်သူမာတီတာကိုဘလို့မှမရှင်နိုင်ဘူးပေါ့ USD အရန်တိုင်ပတဲ့တချို့ဆိုလို့ရှိရင်ချော်လဲခဲ့တဲ့လုံးတွေဘာတွေပဲကျွန်တော်ရှိတယ်ဆိုတော့တော်တော်ကိုအဆင်မပြေခဲ့တာကိုရီလိုတပတ်မှတပွဲပဲကစားတဲ့အတင်းမျိုးမှာကိုကစားမတွေကဒါမျိုးတွေမဖြစ်သင့်ဘူးဗျာဒီလားဆိုတော့နောက်တန်းကဒီနေ့ပွဲတင်မှာတော်တော်ကိုစလိုပီဖြစ်တဲ့တယ်မှာပါတယ်နောက်တန်း၃ရောက်တယ်မှာကျွန်တော်၂ရောက်ကတော်တော်လေးတိုင်ပတ်ခဲ့တယ်ကျွန်တော်ရေနဲ့ကျွန်တော် fight ပဲကျွန်တော်ပြထားတယ်အလုရှောကိုတော့ကျွန်တော်60ပြထားတယ်လူရှောကတော့ကျွန်တော်ရဲ့ဒီ ပြေခန်းစစ်၃ယောက်ထဲမှာဒီပွဲမှာအဆင်ပြေဆုံးလို့ကျွန်တော်ထင်တယ်။ကစားမကူတန်းကလည်းတကယ် NDA များတဲ့ Ismaila Sa ရဲ့အလုံကိုကျွန်တော် block နိုင်ခဲ့တာတွေကျွန်တော်ရှိတယ်။တော်တော်တော်ကောင်းပါတယ်လူရှောကဒီပွဲမှာဆိုတော့စန်နဘတ်၃ယောက်ထဲမှာလူရှောကအဆင်ပြေဆုံးကစားမလို့ကျွန်တော်ပြောလို့ရတယ်။နောက်ကျွန်တော်6ကျွန်တော်ပြထားတယ်အားလုံးကလည်း rename ကျွန်တော်သာ6.0ဆိုတော့အာအာမန်ကျာလူကလည်းကျွန်တော် rename ကျွန်တော်6ပါပဲ။တာမန်ချက်ပူတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။အာအားလုံးကလည်းကျွန်တော်6ပြထားတယ်ဆိုတော့မဆိုးဘူးပြန်နော်။တာမန်ချက်ပူတယ်လို့ကျွန်တော်မထင်ဘူးသူသဖြင့် ထမပိုင်းမှာကိုရီကဒီတသိန်းလုံးနီးပါးရုံးကန်နေရတဲ့အပြင်သူတို့ဒီ1 2ဆိုတဲ့ရလနဲ့နိုင်ခဲ့တာကလည်း set piece ဒီဘာတွေနဲ့ဆိုတဲ့ခါကျတော့ out field player တွေအတွက်ကဒီ open play ဒီဘာတွေမှာတိုင်ပတ်ခဲ့တဲ့ကဘသူမှခြေသွင်းကထထူးကြကြကြီးမကောင်းခဲ့ဘူးပြသလားအဲ့တော့ကျွန်တော်ဒီနေ့ပွဲတင်မှာကျွန်တော် range နဲ့ကျွန်တော်60ပဲကျွန်တော်ပေးထားတယ်အာမက်ဒီယာလို့ဘောနော် နောက်တစ်ယောက်ကကက်စမီရူပါအဲကက်စမီရူလည်းကျွန်တော်မနိုင်ပြောရင်ပြကျွန်တော်5နဲ့6ကြားထဲမှာပဲကျွန်တော်ရှိတယ်လို့ထင်တယ်ကက်စီရဲ့ခြေသွင်းလည်းကျွန်တော်6ကျွန်တော်ပြလိုက်ပါမယ်နော်အားလုံးက5.7ဆိုတော့ဒါတော့က fair ဖြစ်တယ်လို့ပြောလို့ရတယ်ကက်စမီရူတို့ဘရူနိုဖာနက်စ်တို့ကွင်းလေကတော်တော်လေးတော့ကျွန်တော်မနိုင်ပြောရင် တိုင်ပက်လုံးမာတယ်တိုင်ပက်လုံးမာတယ်ဆိုတော့ကစားမထားပါတော့ဖာနန်ဒက်ဆိုလို့ရှိရင်သူကဒါ defensive midfielder မဟုတ်တဲ့ခါကျတော့သူ့ကို defensive midfield သုံးနေရတယ်ကိုပေါ့နော်သူလည်းဘာမှလုပ်လို့မရအောင်ဒါပေမဲ့လေလို့ပေါ့နော်ကွင်းထဲမှာတချို့ပြလုံးဝတိုင်ပက်နေတယ်ဆိုတဲ့ကာလတွေကျွန်တော်ကြုံဝင်ရတယ်အဲတပတ်မှာတပွဲပဲကစားရဲကစားမတွေစီကနေပြီးတော့ဒါမျိုးဖြစ်တဲ့နေလို့ကျွန်တော်မချင်ဘူးပေါ့နော်ဆိုတော့ကက်စမီရိုလည်းဒီတိုင်းပဲအရန်ဘာမှတိတ်ပြီးတော့အချိန်ကြီးကောင်းတာမရှိခဲ့ဘူးကျွန်တော် rain နဲ့ကျွန်တော်60ပဲကြည့်တော့ပေးထားပါတယ်အားလုံးကတော့5.7ပေါ့ ဘရူနိုဖရန်နက်စ်ကိုလည်းကျွန်တော်ကတာမန်ထက်ပိုတယ်လို့မထင်ဘူးနည်းနည်း60ပဲပြီးထားတယ်အလုံးမတော့6.9ဆိုတော့ okay fair ပါဘာလို့လဲဆိုတော့အဲဒီပေါ်တော့အတင်းရဲ့ set piece နှလုံးမှာဖန်နက်စ်ကနှစ်ကြိမ်ဖန်တီးခဲ့တာကိုဟုတ်လားနော်ဇစ်ဇီရဲ့အလုံးကောမီဆန်မောက်ရဲ့အလုံးကောသူက assist ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့သိတဲ့တိုင်းပဲ assist ကအလောက်ကြီးဒီဘာမှထူးခြားတာမရှိဘူးပြန်သေးလား set piece ကဆိုတော့လေဘာမှထူးခြားတဲ့ assist မျိုးကျွန်တော်မဟုတ်ဘူးပေါ့နော်အဲနောက်တစ်ခုက Fernandez ကဒီဘက်မှာ man of the match ဆုရသွားတယ် အဲ့ output တွေကကျွန်တော်တို့ကြည့်ရင်လည်းပဲသူကတော့အဆင်ပြေဆုံးလို့ပြောရမယ်။ဒါပေမဲ့ဒီလိုဘောလုံးကိုချော်ကန်လိုက်ရတဲ့အခိုက်အတန့်တွေပါနေရှိတယ်။တော်တော်ကို off balance ဖြစ်ပြီးတော့အရင်ပင်ပန်းနေတယ်လို့ကျွန်တော်မြင်နေမြင်တွေ့နေရတယ်ဗျာဒီလား။အချင်းကြီးကအမှန်တည်းပြောမဟန်ဘူး။ဆိုတော့ ။ဟာနေနဲ့ကျွန်တော်ဒီနေ့ပွဲစဉ်မှာအရင်အဆင်ပြေခဲ့တယ်လို့ကျွန်တော်ချိန်မှု။ဒါပေမဲ့အဆင်မပြေတဲ့နေရာမှာ तू ကကျွန်တော်တို့အတွက်အကောင်းဆုံးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့ဗျာ။အားလုံးကတော့ Rain မှာကျွန်တော်6.90ပေးထားတဲ့ fair ဖြစ်ပါတယ်။ကျွန်တော်က Rain မှာ60ပဲကျွန်တော်ပေးထားတယ်ပေါ့နော်။တူတူကြအကောင်းတဲ့ကစားမလို့သူကိုကျွန်တော်မမြင်ရတာ။ဖာနောက်အဲဒါလောက်လေတောက်ပဲ6ပဲမနိုင်ပြောရင်တော့အဆင်ပြေုံတော့ဖွဲပြားသီးလား။အဲ Patrick Dugunia ကိုဝင်ကစားတဲ့ခါမှာလမ်းပြန်ထွက်နေအောင်ကောင်းတာမျိုးကြီးကျွန်တော်မဟုတ်ဘဲနဲ့ตามအဆင်ပြေုံတော့ဖွဲပေါ့နော်။ကျွန်တော်60ပေးထားတယ်။အဲ Brian Ambu အဲဘူဘူလည်းကျွန်တော်6ပါပဲအထူးသဖြင့်ဒီပွဲမှာဆိုလို့ရှိရင်ဒီကစားမားတွေလည်းကျွန်တော်တို့အရန်အဆင်ပြေလောက်တဲ့ဒီထူးထူးခြားခြားရှိခဲ့လို့ကျွန်တော်မထင်ဘူးပေါ့နော်အဲဘူဘူတို့ဘာလို့ဆိုလို့ရှိရင်သူတို့စီကိုဘောလုံးတွေပါနေရောက်ခဲ့တာမျိုးကျွန်တော်မရှိဘူးဗျာကျွန်တော်မှတ်မှတ်ရရဆိုလို့ရှိရင်ဒီ zigzag နဲ့သူနဲ့လုနေတာလာနော်အဲ့ဒါပဲကျွန်တော်အမှတ်ရတယ်ကျွန်တော်သူ့ကိုယ်ကနေတိတ်ပြီးချင်းနေမကောင်းဘူးဖြစ်နေတာဆိုတော့ အဆင်မပြေပါဘူးကျွန်တော်တိုက်စစ်၃ယောက်ထဲမှာ MMO တယောက်ထဲရှိနေတယ်ဆိုတဲ့အခါကျတော့လေတိုင်ပတ်တာလည်းပါမှာပေါ့မေဆန်မေဆန်ကိုကျွန်တော်ရင်းနေမဲ့ကျွန်တော်ကျွန်တော်7ပေးကြည့်မိမယ်လို့ပြောသေးတယ်နော်โอเคကျွန်တော်7ပေးလိုက်ပြီပြန်နော်7.5နော်โอเคအဲမေဆန်မောင်းကဒီနေ့ဘွဲမှာအဆင်ပြေပါတယ်ကျွန်တော်တို့အရေးပါတယ်အနိုင်ကိုလေးတွင်းခဲ့တယ်သူတိုက်စစ်ကစားမတွေနဲ့ဝင်းဘက်ကစားမတွေကြားထဲမှာသူ့ရဲ့ combination လေးတွေကစားတာတော်တော်လေးကောင်းနေတယ်မှာပါတယ်။အဲဆိုတော့မီဆန်မောင်းကို injury ပြဿနာကင်းဖို့ပဲကျွန်တော်ကမျှော်လင့်ရအောင်။မီဆန် injury ပြဿနာကင်းပြီဆိုတာနဲ့ကျွန်တော်တို့ကတော်တော်လေးအဆင်ပြေတဲ့နေရာမှာပါတယ်။ငါပါကြီးဘာလို့ယူရနေရလဲ။ ဟုတ်ကဲ့ကျုပ်ပိုက်တစ်ဖက်ကြီးကျွေးနေဒီပိုက်ဒီဘက်ကြီးရွေးနေတာလို့ဒီလားငါလည်းဘဲကောင်ထိုးတော့မှမခံရမှာဘူးကွာနော်ပါရွေးနေရလားအဲ့မေဆန်မောင်သွားတဲ့ဘက်ကိုလိုက်နေတယ်လို့ပြောရပါရွေးနေတယ်ဘာသဘင်ကီကြောက်လားသဘင်ဒီဘက်ကိုဆွတ်တယ်နော်လီယိုနာရိုကီသဘင်ရဲ့လီယိုနာရိုဒီကာပရီယိုကီလှုပ်ထားတဲ့ခါကျတော့ဗျာနော်သဘင်ကြောက်လားမသိဘူးမဟုတ်ဘူးကွာဟုတ်ကွာဟမ်ဒီပိုက်ကငါလို့ဘာလို့ရွေးနေရတာလဲဒီလိုကြီးကွာမင်းကနော်ဂျောလိုက်ကများသွားလို့ဒီဘက်ကအရင်ရှားဖြစ်သွားတာငါပါရွေးနေတာ ငါပါရွေးနေတာငါလေးကင်မရာလှည့်မလာပါဘူးအခုမှသတိထားမယ်ငါပါရွေးနေတာဟုတ်ဗျာဒီပဲချင်းကြီးကဒါမျိုးကြီးရယ်နော်ဝီရှိတ်ကူမှာကိုတော့ငါလို့ဝီရှိတ်ကူမှာတော့လိတ်တိတ်ပြီးတော့မင်းဘွီဘွီကငါစောင်းနေတဲ့ဘွီပြင်းနေတာငါလုံးဘလို့ကြီးလေဟာနော်ဟာထားမှာကွာနော်โอเคပြောက်သွားပြီတော့ဆိုတော့ mission ကျွန်တော် rename ကျွန်တော်70ကျွန်တော်ပေးထားပါတယ် rename ကျွန်တော်70ပေးထားပါတယ် mission ကို jz jz ကိုတော့ jz ကိုတော့ကျွန်တော် rename ကျွန်တော်7ပေးလိုက်ပြီဗျာโอเค ရေစည်းလေဒီနေ့ပွဲစဉ်မှာတွင်းသွားတဲ့ကူကတော်တော်တော်ကောင်းတဲ့နေရာမှာပါတယ်ဒီလားသူကန်ကျဲကကျွန်တော်ဂူးမယ်လို့တော့မထင်ဘူးเนาะကျွန်တော်ဂူးမယ်လို့တော့မထင်ဘူးပြည်ဒီလား ဒါမျိုးလို့သူဂူဂူသွားတယ်ဗောနော်မဖြစ်နိုင်တဲ့အန်ဂယ်ကနေဂူသွားတယ်ဆိုတော့ဂျီစီကဒုတိယပိုင်းမှာပူပြီးတော့ကောင်းလာတာပထမပိုင်းမှာသူတို့တိုင်ပက်တယ်ကူအော်နီပင်မန်းလာနေပါမှာဗောသူတို့ကြာလာပတိတွေပါပြီးပဲကစားထားတာဆိုတော့ဒုတိယပိုင်းမှာဂျီစီကပူကောင်းလာတာဗောနော်ဆိုတော့ကျွန်တော်တို့ဒီရှဲချ်ကူတို့ဘာလို့မလာခင်မှာဂျီစီကိုပဲကျွန်တော်မြင်ရမှာပဲအာကူစီကမာစတာဘီဒုတိယပိုင်းမှာဝင်လာတယ်ကျွန်တော်ရင်းနေမဲ့ကျွန်တော်အဲ 5T ပြထားပါတယ်အရန်ကြီးကျွန်တော်ကောင်းခဲ့တဲ့နေရာမှာပါလို့ကျွန်တော်မထင်ဘူးသူတော်လည်းပဲလန်ယူလန်ယူရူတိုင်ပက်ခဲ့တယ်လို့မျိုးတော့သူမပတ်ခဲ့ဘူးဗောနော်အဲလစ်ချာကျွန်တော်အနေနဲ့ကျွန်တော်4ပါဘယ်နှမိနစ်နဲ့မှကစားခဲ့ရဘူး ်ပက်ထရစ်ဒူဂူ4ပါအဲပြီးရင်ဘယ်နှမိနစ်မှမကစားခဲ့ရဘူးကိုဘီမင်းနူ4ပါမနက်ပြောင်းပြတနာတဲ့ menu နဲ့ပတ်သက်လို့လည်းဒီလားအဆင်မပြေခဲ့ဘူးเนาะ Amorin 4ပါအဲမနက်ပြောင်း Amorin ကအဆင်မပြေဘူးမ6.1နေเนาะဘာလို့ကြည့်ပြီးကြရမှမသိ6.1နေကျွန်တော်ကတော့ Amorin နေနဲ့ကောင်းခဲ့လို့ကျွန်တော်မထင်ဘူးပေါ့เนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ကအနိုင်ရသွားတာကဗျာ set piece ကနေကျွန်တော်အနိုင်ရသွားတာ ဒီနီးနီးပြားအကြောင်းကျွန်တော်ကအရင်ကြီးကောင်းပြီးတော့အချိန်ကြီးကောင်းသွားတာမျိုးကျွန်တော်မဟုတ်ဘူးเนาะ set piece ကနေပဲကျွန်တော်နိုင်တယ်ကျွန်တော် open play ဆိုလို့ရှိရင်ဘာ chance မှဟို create လုပ်နိုင်ခြင်းမရှိဘူး crystal palace နီးပြားတောင်ပြောသွားသေးတယ်ဗောနော် trolley ကိုစိတ်ပြည့်စရာပါကျွန်တော်ကစားပုံတင်ကဒါရဆိုတော့ကျွန်တော်က smith your boat ဆိုပြီးတော့နှိပ်လိုက်မယ်ဆိုလို့ရှိရင်အဲဆိုတော့เนาะကျွန်တော်တို့ဒါဘယ်သူကြာမလဲကျွန်တော်ကြည့်ရမယ်လို့ဒီတော့เนาะโอเคကျွန်တော်တို့ဒါ man of the match ပို့ပေးရမှတ်ရမယ်ဗောလေ man of the match ကျွန်တော်ကတော့ မီဆန်မောင်းကိုပဲကျွန်တော်မနက်တမန်ပေးခြင်းတယ်မနက်တမန်ဆိုကျွန်တော်ဒါလက်မလေးထောင်းလိုက်ပါတော့ပြီးလို့ရှိရင် submit your post ဆိုပြီးကျွန်တော်နှိပ်လိုက်မယ်အဲဒါပြီးရင်ကျွန်တော်ဘယ်တော့မီဆန်မောင်းကတော့မနက်တမန်ပါကျွန်တော်ယူနိုက်တက်ပရိသတ်တွေကျွန်တော်ဘယ်တော့ဒါလီယာနီပါကျွန်တော်ပို့ပေးထားတယ်မီဆန်မောင်းကမနက်တမန်ပါဆိုတော့ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ညီကလေးနေနေရောဘယ်ကစားမကအကောင်းဆုံးဖြစ်မယ်ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်